မင်္ဂလာပါရှင်။အောက်တိုဘာလ16ရက်နေ့ BBN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘီကလာဘီလာအရှေ့မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတိုင်တင်းတင်းမှတိုင်ထူထပ်နေပါတယ်။ကပလီပင်လယ်ပြင်နဲ့ကြံဘီကလာပင်လယ်အော်တို့မှာမုတ်တုံလေအားနည်းနေပါတယ်။စကိုင်းတိုင်းထပ်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကွက်ကြားရန်ကုန်တိုင်း၊ကယားပြည်နယ်၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျကျနေပြီးတော့ပဲခူးတိုင်း၊မကွေးတိုင်း စကိုင်းတိုင်းအောက်ပိုင်းအေယာဝတီတိုင်းတနင်္လာရီတိုင်းကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရစိတ်စိတ်ကြံတိုင်းနဲ့ပြည်နယ်တို့မှာနေရအနှံ့ပြမိုးထိပ်ချုံရွာပါမယ်ရွာရဲရနှုံးပြဖြစ်ပါလေမြမပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းတင်သွေးရှိပါမယ်လှိုင်းမြင့်မှာမြမကန်ယူတဲ့တခြားနဲ့ကန်းလိုပင်လယ်ပြင်တို့မှာ၄ဘေးမှာ၆ဘေးခန့်ရှိနိုင်ပါတယ်နောက်နှစ်ရက်အတွက်ခမှန်းချက်မှာ အနောက်တောင်မုတ်တုံလီဟာမြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာဆုတ်ခွာနိုင်ပါတယ်။2025ခုနှစ်အောက်တိုဘာလ16ရက်နေ့မနက်7:09မိနစ်အချိန်ခန့်မှာမန္တလေးတိုင်းစင်ကူးမြို့အနီးမြင်းအောင်အနက်10ကီလိုမီတာဘဟုပြု၍ Richter scale 0.6အဆင့်နဲ့အင်အားအတော်အသင့်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ ငလေအနေရဲ့ကြောင့်ထိခိုက်ဆုံးရှုံးမှုများရောနိုင်စေရန်ဆောင်ရွက်ရှောင်ရန်တတိပြုရများတဲ့အညီနေထိုင်ကြပါရန်အသိပေးအပ်ပါတယ်။မိုးလေဝသတရင်အစီအစဉ်ကိုမိုးလေဝသဌာန MOHADM နဲ့ Windy တောခုံးတို့မှရယူဖော်ပြထားပါတယ်။အောက်တိုဘာလ16ရက်နေ့ BBN ရဲ့မိုးလေဝသတရင်များကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျမတူစားပါ။